ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိုပြည်ရင်းပညာရှင်တွေနဲ့သာဖွဲ့စည်းသွားတဲ့ဆိုတဲ့အဆိုကိုစက်တမ်ဘာလ6ရက်ကပြည်သူ့လွတ်တော်မှာမဲခွဲဆုံးဖြတ်ရမှာကန့်ကွက်သူများရဲ့အတွက်ရှုံးနိမ့်ခဲ့ပါတယ်။အဆိုကိုမတ်တရက်ဆုံးဖြတ်တဲ့စနစ်နဲ့သာမဲခွဲခဲ့တာဖြစ်ပြီးကန့်ကွက်သူ250ထောက်ခံသူ148ဦးနဲ့ဂျားနေတဦးလိုရှိခဲ့ပြီးကန့်ကွက်သူများရဲ့အတွက်ကြောင့်ဦးအောင်ကျော်စံရဲ့အဆိုကိုအတိမပြုကြောင်းပြည်သူ့လွတ်တော်ကဆုံးဖြတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်မှနိုင်ငံခြားသား၃ဦးပါဝင်နေခြင်းဟာမိမိနိုင်ငံရဲ့ပြည်ရင်းရေးပြဿနာကိုနိုင်ငံတကာပြဿနာအဖြစ်ဖန်တီးရာရောက်စေတာကြောင့်အဆိုပါကော်မရှင်ကိုပြည်ရင်းမှာတက်သည့်ပညာရှင်များနဲ့သာပါဝင်ဖွဲ့စည်းသင့်တယ်လို့နိုင်ငံတော်အစိုးရကိုတိုက်တွန်းကြောင်းအဆိုကိုရခိုင်မျိုးသားပါတီကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်စံကဩဂတ်စ်လ30ရက်ကပြည်သူ့လွတ်တော်မှာအရေးကြီးအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်အဆိုရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီးဥအောင်ကျော်စံကအခုလိုပြောပါဗျ။မဲအနေနဲ့ရှုံးပေမဲ့ နိုင်ငံရေးရမချုံးဘူးလို့ဟုတ်ကဲ့ဒီခက်ခက်ပြီးချင်းတွေကိုအတိုက်ပြင်လုံးကတိုင်းသွားတယ်ကုန်တိတယ်ဟုတ်နေရာကမေခိုရဲစနစ်က majority of ဟိုဘာဖြစ်လဲ training ပေါ့အင်အားရှိလို့နိုင်စရန်တောင်းလို့ဖြစ်တရားရုံမှာဆိုကျွန်တော်နိုင်တာပေါ့အဆိုကို NLD အမတ်22ဦး၊ရခိုင်မျိုးသားပါတီက3ဦး၊ပြည်ခိုင်မျိုးပါတီက4ဦး၊တမရတော်သားကိုယ်စားလှယ်4ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်2ဦးတို့ကဆွေးနွေးခဲ့ပါတယ်။ NLD အမတ်22ဦးစလုံးကဥအောင်ကျော်စန်းရဲ့အဆိုကိုကန့်ကွက်ဆွေးနွေးခဲ့ကြပြီးနိုင်ငံသားသား3ဦးရဲနဲ့အကြံပေးချက်တွေကိုဆုံးဖြတ်မိရတာပြည်ရင်းတက်သည့်ပညာရှင်6ဦးထိပါနေတာကိုထည့်တွက်တင်တာတွေအခြားနိုင်ငံကခိုးဝင်သူတွေလည်းရှိနေတဲ့အတွက်ရခိုင်ပြည်နယ်အရေးဟာပြည်ရင်းရေးတစ်ခုတည်းမဟုတ်တော့ဘဲပြည်ပတက်သည့်ပညာရှင်တွေပါဝင်တင်နေဆိုတဲ့အကြောင်းကိုဆွေးနွေးခဲ့ပါတယ်ဒီပြဿနာကလူငယ်တဲ့ဆနစ်ကျော်လောက်ဆရာစပြီးနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အစည်းအခမ်းစာတွေနိုင်ငံတကာမီဒီယာတွေရဲ့အရေးသားတွေမှာ လူမျိုးတုံးတပ်ဖြန့်မှုအခြေအနေရောက်နေပြီဆိုတော့ဝေါ်ဟာရတွေလိုက်လှိုင်းသုံးနေကြတာအားလုံးသိထားမိပြီဖြစ်မှာထင်ပါလေမဟုတ်မှန်ပါနဲ့တရင်အချက်လို့အမှန်တရားနဲ့ဖြေရှင်းရမှာကကိုယ့်ဘက်ကမှတ်ကန်ကြောင်းပြနိုင်ဖို့အတွက်ဘယ်နိုင်ငံကြားသားမဆိုလာကြည့်လက်စမ်းပါလို့ရဲရဲကြီးမဖိတ်မဖိတ်ခေါ်နိုင်စရာအကြောင်းကြောက်စရာမလိုဘူးလို့ယုံကြည်ပါတယ်မိမိကိုယ်ကိုယုံကြည်လို့မိမိအစွမ်းစကိုယုံကြည်လို့နိုင်ငံတကာမှာ ဩဇာတိကမရှိတဲ့အများလေးစားတဲ့ကုသမကအတွေ့အမှုချုပ်ဟောင်းတဲ့ပညာရှင်တွေကိုအမြင့်ကျယ်တတ္တိရှိရှိထဲသွင်းဖွဲ့စည်းထားခြင်းဖြစ်တယ်လို့သဘောပေါက်ပါတယ်တတိပုဂ္ဂလတအူးအပါအဝင်ရခိုင်အမျိုးသားပါတီပြည်ခိုင်မျိုးပါတီအမတ်တွေနဲ့ တက်မတော်သားကိုယ်စားလှယ်တွေကတော့အဆိုကိုထောက်ခံဆွေးနွေးခဲ့ကြပြီးပြည်ရင်းဟာနိုင်ငံတကာအရေးဖြစ်သွားနိုင်တာရခိုင်ပြည်နယ်မှာအမတ်နေရအများစုအနိုင်ရှင်ရရှိထားတဲ့ရခိုင်မျိုးသားပါတီကိုကော်မရှင်မဖွဲ့ခင်တိုင်ပင်ဆွေးနွေးခဲ့ခြင်းမရှိတာအမတ်အများစုအနိုင်ရထားလို့ရခိုင်ပြည်သူတွေကိုကိုစားပြုတယ်လို့ဆိုနိုင်တဲ့ရခိုင်မျိုးသားပါတီကကော်မရှင်ကိုလက်မခံနိုင်တာတွေကိုထောက်ပြခဲ့ပါတယ်။ ရခိုင်မျိုးသားပါတီကပြည်သူ့လွတ်တော်အမတ်ဦးဦးလာစောကတော့နိုင်ငံတော်အတိုင်းပင်ခံရဲ့လုံပိုင်ခွင့်ထဲမှာကော်မရှင်ဖွဲ့စည်းခွင့်မပါဘူးဆိုပြီးဥပဒေပိုင်းကထောက်ပြခဲ့ပါတယ်။ဒီလောက်ရှုပ်ထွေးတဲ့ပြဿနာကိုဒီလူတွေလာတဲ့ဒီလူတွေနဲ့ OIC ကြားထဲမှာဘယ်လို link ရှိသလဲ။အင်မတန်စိုးရိမ်ပေါ်ကောင်းတဲ့ကိစ္စတွေ။အဲ့ဒါကြောင့်ကျွန်တော်တို့ကကိုပြည်တွင်းရဲ့ပြဿနာပါ။ပြည်တွင်းပြည်တွင်းပြည်ပါဖြစ်တဲ့ပြဿနာဆိုတာကသူတို့ကဒီပြဿနာကိုဆွဲတင်တာ။နိုင်ငံတကာကိုဆွဲတင်တာ။ပြဿနာကြီးလို့ဆွဲတင်တာ။ ူတို့နောက်မှာတကယ်အာရီယာမူတီဖြစ်အများကြီးရှိတယ်အဲ့တော့အခုဖြစ်တဲ့ပြဿနာကဒီကော်မတီဖွဲ့လိုက်တာကကျွန်တော်ကတခိုးကိုဒယူကန်းတယ်လို့ဖြစ်သွားပြီတကယ်ကကျွန်တော်တိုင်းရင်းသားပြည်သူတွေကြောချင်းရင်ရှင်းကပ်ပြီးတော့ကျွန်တော်တတိရှိရှိရင်ဆိုင်အောင်ပါဥပဒေလုံးမမှုလုံးရမယ်ဒီအစိုးရဥဆောင်မှုအောက်မှာအဲ့ဒီမျိုးလုံးရမယ်အစားနိုင်ငံသားလူတွေကိုပညာရှင်ပါဘာဘာညာပါဆိုပြီးခေါ်တာဟာကျွန်တော်တို့သိခါလဲကြပါတယ်ကျွန်တော်တို့ပြည်ထောင်စုစိတ်ဓာတ်ကင်းမရလဲကြတယ်ကျွန်တော် ပြည်တွင်းပြဿနာကိုကျွန်တော်ပြည်တွင်းရပြည်သူတွေနဲ့ကြောချင်းကပ်ပြီးကျွန်တော်ကပြက်ပြက်တတ်တာ ရင်ဆိုင်တာကိုပဲကျွန်တော်တို့လိုချင်ပါတယ်။တမရော်သားကိုယ်စားလှယ်တွေကတော့ဖြစ်ပေါ်လာတဲ့ကောင်းကျိုးဆိုးကျိုးတွေကိုပြည်သူလူထုကသာခါးစီခံရမှာဖြစ်လို့နောက်သမိုင်းတရားခံမဖြစ်စေဖို့အလေးထားဆောင်ရွက်ကြပါလို့ထောက်ပြပြောဆိုတာတွေပြုလုပ်ခဲ့ပါတယ်။ဒီကနေ့စက်တင်ဘာလ6ရက်ကျမှသာကော်မရှင်ဖွဲ့စည်းမှုကိုလွှတ်တော်မှဆွေးနွေးခဲ့ပြီးမယ်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိုတော့စက်တင်ဘာလ9ရက်ကလေးကရန်ကုန်မြို့မှာဖွင့်ပွဲပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိုကုလသမဂ္ဂအတွင်းမှုချုပ်ဟောင်းကိုဖီအာနန်ကဦးဆောင်ပြီးနိုင်ငံသားသား၃ဦး၊နိုင်ငံသား၆ဦးတို့နဲ့နိုင်ငံတော်အတိုင်ပင်ခံရုံးဝင်ကြီးဌာနကဖွဲ့စည်းပေးခဲ့တာပါ။ ကော်မရှင်ကောင်းဆောင်ကိုဖီအာနဲ့ဟာဒီကနေ့မှရခိုင်ပြည်နယ်ကိုသွားရောက်နေပြီးသူ့ရဲ့ခီးစဉ်အတွင်ကော်မရှင်ကိုကန့်ကွက်တဲ့ဆန္ဒပြမှုတွေလည်းရှိနေပါဗျ။ရခိုင်မျိုးသားပါတီအနေနဲ့ပြည်သူ့လွတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုစောင့်ကြည့်နေပြီးစက်တင်ဘာလ12ရက်မှာအရေးပေါ်ပြုလုပ်မဲ့၎င်းတို့ပါတီအမတ်အများစုရှိနေတဲ့ရခိုင်ပြည်နယ်လွတ်တော်မှာလည်းကော်မရှင်ကိစ္စအပြင်1942ခုနှစ်ကရခိုင်တွေတောင်းချီအသက်ခံရတဲ့ကိစ္စကိုမှတ်တမ်းလုပ်ပေးဖို့ကိုပါတင်ပြသွားမယ်လို့ရခိုင်မျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကစက်တင်ဘာလ3ရက်ကပြောကြားထားပါတယ်။ ထားပါဗျ။